်မင်္ဂလာပါရှင်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကျင်းညီစီမံကိန်း short tight ထုံးနဲ့ပြစ်ခတ်ခံရပြီးနောက်လုပ်ငန်းရာကြီးရပ်ဆိုင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းရင်းမာပင်နဲ့စာလင်ကြီးမြို့နယ်တဲ့တရုတ်နှစ်စစ်အုပ်စုပူးပေါင်းကကျင်းညီတူးနေတဲ့မြန်မာဝန်ပေါင်းနဲ့မြန်မာရန်စီကုမ္ပဏီတွေစက်တင်ဘာ28ရက်က short tight ထုံးလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခံရပြီးနောက်လုပ်ငန်းတွေရာကြီးရပ်ဆိုင်ထားတယ်လို့ ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။တောင်တွေဖြိုကကျင်းနီတူးနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီအတွင်ကိုစက်တင်ဘာ28ရက်ကရှော့လိုက်တုံခုနှစ်လုံးကြားရောက်ပောက်ခွဲခဲ့တာကြောင့်လုပ်ငန်းခွင်လုံခြုံရေးအတွက်ရှားကြီးရန်နာလိုက်တာလို့ဆိုပါတယ်။ဘယ်သူဘဝကထုတယ်တော့မသိဘူး။ကုမ္ပဏီကရန်နရတွေစက်တွေရက်သွားတယ်။လူထိကြိုက်တော့မကြဘူးအလုံယုံတွေနားကြတယ်ဆိုတဲ့အတွင်သတင်းတော့ရှာတယ်လို့ဒေသခံတအူကသတင်းဌာနကိုပြောပါတယ်ရှော့တိုက်တုံခုနှစ်လုံးခန့်ဟာတရုတ်စစ်ရုံဝင်တဲ့က cell line တွေ ခေါရုပ်တွေနဲ့စက်ကြီးပြင်အလုံယုံနာကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ဆေးအုပ်စုလက်နက်ကင်တွေလုံခြုံရေးယူပေးနေတဲ့တရုတ်ကုမ္ပဏီတွေကိုဘယ်အဖွဲ့အစည်းကပိတ်ခတ်တယ်ဆိုတာတော့မသိရသေးဘူးလို့ဆိုပါတယ်။ဆီယနာသိမ်းပြီးနောက်ဝန်ထမ်းအများအပြားစီးရီးယားမှာပါဝင်လာကြောင်းမြန်မာဝန်ပေါင်းချင်းနီစီမံကိန်းမှာတရုတ်တွေချင်းနီမတူနိုင်ပဲကာလရှည်ကြာလုပ်ငန်းတွေရပ်နားခဲ့ရပြီးပြီးခဲ့တဲ့လအတွင်းကမှဒေတာကန်နန်းစီရီယံဝန်ထမ်း3000လောက်နဲ့ပြန်လည်နေတာဖြစ်ပါတယ် လက်ရှိမှာတရုတ်တွေကစက်ရုံဝန်ထမ်းတွေအပေါ်အခွင့်အရေးအပြည့်အဝမပေးသလိုလုံခြုံရေးအတွက်လည်းအာမခံချက်မပေးထားဘူးလို့ဆိုပါတယ်။တရုတ်တွေတူဖို့ထုတ်လုပ်ထားတဲ့ကျင်းညီတွေကိုစစ်အုပ်စုကစစ်သင်္ဘောတွေနဲ့တဲထုတ်ပေးနေပြီးဝမ်ပေါင်လက်ပောင်းတောင်စီမံကိန်းကကျင်းညီတွေကိုစာလင်းကြီးနဲ့ထန်းတော်ကြီးရွာစိတ်ကန်းကနေရန်စီစပက်တောင်ကျင်းညီတောင်စီမံကိန်းကထွက်ရှိတဲ့ကျင်းညီတွေကိုတော့ကြောက်မြတ်တောင်ရွာစိတ်ကန်းကနေတည်ဆောင်ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ ဆက်လက်ပြီးချောင်းမင်းမျိုးနဲ့ငားမိုင်ခန့်အကွာအထိစစ်တပ်စစ်ကြောင်းတွေရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းချောင်းမင်းမျိုးနဲ့ရှစ်မိုင်ခန့်အကွာမှာရှိတဲ့စကန်းသာကြီးရွာကထအောင်တက်မတော် TNL တက်စကန်းကိုစစ်ကောင်စီတပ်ကသိမ်းပိုက်ရလိုက်ပြီးတိုက်ပွဲဟာမျိုးနဲ့ငားမိုင်ခန့်အကွာအထိရောက်လာပြီလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။စကန်းသာကိုစစ်တပ်ကယူသွားပါပြီ။ စစ်ကြောင်းရှိကိုမတိုးလာပဲကြောင်မဲမှုတွေကိုလေကြောင်းတို့လက်နက်ကြီးတို့နဲ့ပြစ်မှာသေးကြတယ်လူတို့မနေရအောင်သူတို့လုံမှာပေါတော်တော်လေးအချက်ရိုက်နေပါတယ်လို့လက်ရှိအချိန်အထိကြောင်မဲမှုအနီးမှာရှိနေတဲ့ဒေသခံတအူးကပြောပါတယ်စကန်းသာရွာကိုစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းကနေတိုက်တာမဟုတ်ပဲလေကြောင်းကနေပုံကျဲပြီးမှစစ်ကြောင်းတွေကိုဝင်လာတာလို့သိရပါတယ်စက်တင်ဘာ25ရက်တနေ့တည်းမှာဝိုင်တွဲနဲ့ဘုံအလုံး80ကျော်ကျဲချခဲ့ပြီးစက်တင်ဘာ26ရက်နဲ့28ရက်မှာလဲဂျက်ဖိုက်တာနဲ့ဘုံကျဲခဲ့တယ်လို့မျိုးကန်တအုပ်ကပြောပါတယ် စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာကြောင်မင်းမျိုးနဲ့ငားမိုင်ခန့်အကွာကိုရောက်လာပြီးမို့လို့လက်ရှိအချိန်အထိမျိုးတဲမှရှိနေသူတွေအနေနဲ့လုံးဝမလုံခြုံတော့ဘူးလို့မန္တလေးမြို့ကိုရောက်ရှိနေတဲ့စစ်ပေးရှောင်းတအူးကပြောပါတယ်။ဘာနေနေမြို့ကိုပြန်ထိန်းနိုင်ဖို့သူတို့စစ်ကောင်စီလုံနိုင်သမျှလှုံမှမျိုးတဲမှရှိနေတဲ့စစ်သားတွေကိုလည်း TNL, PDF ဆိုပြီးကောင်းစင်တက်မှအဲ့ဒါကတေးကြတယ်။ကျွန်တော်တို့လက်တွေပဲလို့လကောင်းကပြောပါတယ်။ စစ်ကောင်စီတပ်ဟာကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောင်းထိုးလာနေတာလို့တောင်တပ်မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွှဲရီဦးကစက်တင်ဘာ26ရက်မှာသတင်းဌာနကိုပြောပါရယ်တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပြီးစစ်ကောင်စီဘက်ကထိခိုက်တာမျိုးတွေပိုရှိတယ်လို့လည်းဆိုပါရယ်လက်တလုံးမှာကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကြောင်မဲမြို့ကအများစုဟာနီးစပ်ရာဒေသတွေမှာသွားရောက်တင်လျှောက်နေကြတယ်လို့လည်းလွှဲရီဦးကပြောပါရယ်တချို့ကတော့ဆက်ရှိနေပါသေးတယ်လူတို့ကမျိုးပေါ်မှာလည်းဆက်ရှိနေတာမျိုးတွေရှိပါတယ် အဓိကကတော့လောလောဆယ်ကတော့လေးချောင်းကိုပဲသတိထားပြီးတော့မှစောင့်ကြည့်ရမယ့်အနေအထားမျိုးရှိတယ်။ချန်တဲ့အပိုင်းကတော့လက်ရှိမှာတော့ကျမတို့ထိန်ချုပ်နိုင်စေဖြစ်ပါလေလို့၎င်းကဆက်ပြောပါရယ်။စစ်ကောင်စီဟာချောင်မဲမြို့ကိုလေးချောင်းကနေအပြင်းထန်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့လေးချောင်းရံနဲ့လုံခြုံရေးသတိထားကြဖို့လည်းတိုက်တွန်းပါရယ်။အထူးသဖြင့်တိုက်ပွဲကတော့မျိုးနဲ့နီးဆက်လာတာနဲ့အမျှစစ်ကောင်စီသည်ဒီမျိုးကိုပဲအဓိကတော့ပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်လုံခြုံရေးကိုအမြဲတမ်းသိရှိဖို့လိုတဲ့ ကာကွယ်ရေးလမ်းညွှန်တွေကိုလည်းလိုက်နာဖို့လိုအပ်ပါတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းတွေဖွင့်လာတဲ့နောင်ပင်ရွာနဲ့ကြောင်မင်းမြို့ကြားမှာရှမ်းရွာနဲ့ပလောင်ရွာတွေရှိပါတယ်။ရှမ်းတိုင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPB ထိန်းချုပ်ထားတဲ့ရှမ်းရွာတွေကအိမ်တွေထဲမှာရှမ်းလန်ထောင်ထားရင်ရှမ်းသူလို့မတတ်မှတ်ဘူးလို့စစ်ကောင်စီကသတင်းလွှင့်ပြီး စစ်ကြောင်းတွေဝင်လာပေမဲ့ဒေသခံတွေဟာအကြမ်းဖက်တပ်ဖြတ်ခံခဲ့ရတယ်လို့စစ်ပေးဆောင်တွေကပြောပါတယ်။စက်တင်ဘာလ24ရက်နေ့ကနာအိုက်ခန့်ရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးရွာအနီးတောင်ရဲမှာစစ်ပေးဆောင်နေတဲ့တန်ကားတော်တပါအပါဝင်မိသားစု3ယောက်ကိုတနက်နေ့ပြစ်တက်ခဲ့ပြီးလက်ဒီမိသားစုကမိန်းကလေးငယ်တဦးဟာအာရမပြုချက်တပ်ဖြတ်ခံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ကြောင်မင်းမျိုးနဲ့ပတ်ဝန်းကျင်ကရွာတွေကစစ်ဆောင်တွေဟာတီပေါ်နယ်လာရှုံမြို့မှာအများဆုံးတိန်းဆောင်နေကြပြီး အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်။ကြောင်မဲမြို့ကို TNL က2029ခုနှစ်စစ်စစ်ရေးနဲ့အတူ2024ဩဂုတ်လမှသိမ်းယူခဲ့တာပါ။ပြီးခဲ့တဲ့ဇူလိုင်လမှနောက်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ဩဂုတ်19ရက်ကစပြီးကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNL PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။ ကြောင်မဲမျိုးကိုအချိန်တိုအတွင်ပြန်သိမ်းနိုင်မယ်လို့စစ်ကောင်စီဝါဒဖြန့်ချည်ရေးသမားတွေကကြုံဝါခဲ့ပေမဲ့တလကြော်ကြာအထိစစ်ကြောင်ရှိမတိုးနိုင်ဖြစ်ခဲ့ပြီးတဲ့နောက်အဲဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတာဝန်ရှိဆုံးဖြစ်တဲ့ကာဆာထနှင်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုစက်တင်ဘာလတတိယပတ်ထဲမှာစစ်ကောင်စီကယာဒုကဖြုတ်ချပြီးအယံအင်အားကိုပို့ဆောင်လိုက်ပါတယ်။သူ့နေရာမှာကာဆာထငါမူဒုတိယဗိုလ်ချုပ်ကြီးစော်မင်းလက်နဲ့အစာထိုးလိုက်ပါတယ်။အဲဒီနောက်ပိုင်းလေးချောင်းကနေဘုံအစဲမပြတ်ကျဲပြီးရေပြင်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာလို့သိရပါတယ်။ စက်တင်ဘာ28ရက်ကလည်းကြောင်မဲမြို့ပန်တပြေရွာကဘုံကြီးကျောင်းဆောင်နဲ့ဓမ္မယုံတွေကိုစစ်ကောင်စီကဘုံကျဲလို့အဆောက်အုံတွေပြက်စီးခဲ့ပါတယ်။လေချောင်းအန်နရင်လက်နက်ကြီးအန်နရင်နဲ့စီရီအခြေအနေတွေကိုသတိပြုဖို့ TNL ကမကြာခဏသတိပေးနေပါတယ်။ဆက်လက်ပြီးရွှေတောင်ကြားကဘိုးချုပ်ကြီးခင်ညော့ပိုင်ဆိုင်ခဲ့မှုတဲ့နေအိမ်ဟောင်းမိလာမှုဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေတောင်ကြားတိရက်ွက်အောင်စီရလန်ရှိဘိုးချုပ်ကြီးခင်ညော့နေထိုင်ခဲ့မှုတဲ့နေအိမ်မှာမနေ့စက်တင်ဘာ28ရက် ည10:45မိနစ်ဝန်းကျင်ကမိလောင်မှုဖြစ်ပွားခဲ့တယ်လို့ရက်ကွက်အတွင်းနေထိုင်သူတွေစီကသိရပါတယ်။မြန်မာနိုင်ငံရဲ့ထောက်လန်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်ဟာအဲ့ဒီနေအိမ်မှာလွန်ခဲ့တဲ့10နှစ်ဝန်းကျင်လောက်ကနေထိုင်ခဲ့တာလို့သိရပြီးလက်ရှိမှာတော့လူမျိုးခြားမိသားစုတစုကအဲ့ဒီအိမ်ကိုပိုင်ဆိုင်တာဖြစ်တယ်လို့သိရပါတယ်။ခိုးအရင်လွန်ခဲ့တဲ့10နှစ်လောက်တုန်းကတော့ဗိုလ်ချုပ်ကြီးခင်ညွန့်နေထိုင်ခဲ့တဲ့အိမ်ပေါ့။ကျွန်တော်တို့ကြားရတဲ့လောက်တော့ဦးခင်ညွန့်စီကဝင်းကြီးဦးတင်ဆိုင်ရဲ့တာလာမသိဘူးဝေလိုက်တယ်ကြတယ် သူတို့အဲ့ဒီမှာခဏနေသေးတယ်အခုနောက်ပိုင်းပိုင်ရှင်ကတော့လူမျိုးချမိသားစုမနေ့ကတောင်မီးလောင်တော့အဲ့ဒီအိမ်ပိုင်ရှင်တွေရောက်လာသေးတယ်လို့ရွှေတောင်ကြားရက်ွက်အတွင်းနေထိုင်သူကပြောပါတယ်မီးလောင်မှုဖြစ်စဉ်အတွင်းလူထိခိုက်ဒဏ်ရာရမရှိခဲ့ဘူးလို့သိရပြီးလက်ရှိမှာမီးလောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ဖြက်စီးဆုံးရှုံးမှုတန်ဖိုးကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်မီးလောင်တဲ့အချိန်အိမ်မှာလူမရှိဘူးလို့လည်းသိရတယ်အိမ်ပိုင်ရှင်တွေကလည်းအဲ့ဒီအိမ်မှာမနေကြဘူးအိမ်ဆောင်တော့ထားထားတယ် ဒါပေမဲ့မီးလောင်တဲ့အချိန်အဲ့ဒီအိမ်ဆောင်လည်းမရှိဘူးလို့သိရတယ်။မီးကအိမ်အပေါ်ထက်ကနေလောင်တာအပေါ်ထက်မှာတောင် တချမ်းစာလောက်ပါပဲ။အောက်ဖက်ကိုမီးနေနေပဲကူးတယ်လို့သူကပြောပါတယ်။အဲ့ဒီမီးလောင်မှုဖြစ်ပွားရာနေရာကိုတာမွေမြို့နယ်မိသက်စကန်မှမီးငိမ့်တက်ရင်2စီ၊ရေးတက်ရင်2စီ၊စမ်းကြောင်မြို့နယ်မိသက်စကန်မှမီးငိမ့်တက်ရင်2စီ၊ရေးတက်ရင်2စီနဲ့ကြောက်တရားမြို့နယ်မိသက်စကန်မှထွက်ခွာမီးငိမ့်တက်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီမီလာမုံဟာမိနစ်20ကျော်လောက်သာကြာမြင့်ခဲ့ပြီးည7:00နာရီ8မိနစ်အချိန်မှာမီးထိန်နိုင်ခဲ့ကည7:00နာရီ16မိနစ်ဝန်းကျင်မှာတော့အပီးသက်မီးငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။အခု2025ခုနှစ်ဇန်နဝါရီလမှမီလာအတီ9လအတွင်းတနိုင်ငံလုံးအတိုင်းအတာအနေနဲ့မီလာမှု630ကျိန်ဖြစ်ပွားခဲ့ပြီးပေါ်စာမီနဲ့ဖိရက်စစ်ကြောင့်မီလာကျွမ်းမှုအများဆုံးဖြစ်တယ်လို့မြန်မာနိုင်ငံမီးသက်ဦးစီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။ ီးခဲ့တဲ့2024ခုနှစ်မှာမြန်မာနိုင်ငံတဝန်းလုံးမိလာမှုအကြိမ်အရေစုစုပေါင်း1150ကြိမ်ဖြစ်ပွားခဲ့ပြီး69ရောက်သေဆုံးခဲ့ကာ138ရောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။